စကိုင်းတိုင်းဒေသကြီးကသာခရိုင်ကြောက်ထုံးကြီးအုပ်စုအနီးတစ်ဝိုက်ကမိုးသီးနှံမပဲဆိုင်တောင်သူတွေအနေနဲ့တိနှံအထွက်ကြာဆင်းခဲ့တဲ့အတွက်အရှုံးနဲ့ကြုံနေရပါတယ်ဒေါခင်မင်းစောသတင်းပေးပို့ထားပါတယ်ရှင်ကသာခရိုင်ကြောက်ထုံးကြီးတွေ့ရအုပ်စုတွေကတွေ့ရပေါင်းဆက်နေရက မပဲဆိုင်ဧကပေါင်းတောင်းနဲ့ချီပြီးတိနှံတွေပြက်စီကအထွက်နှုံးကြာဆင်းခဲ့တာကြောင့်အရှုံးနဲ့ရင်ဆိုင်နေရတာပါမပဲတွေကအဝါရောင်နေဖြစ်ပြီးတော့ကျွန်တော်တို့ကဘလုံးမှရိတ်သိမ်းလို့မရတော့ဘူးတချို့ကဆိုအပင်တွေပြောက်ကုန် အခြေသွင်းလို့များတဲ့နေထားတွေမှာကျွန်တော်တို့ကအဆုံဆုံနစ်နာတဲ့ခါကျတော့အခုကာလပေါက်သေးမှလာသိမ့်တော့လာပြီးတော့ဈေးကပေါက်နေတော့လဲတိတ်နေတောင်းနေကျွန်တော်တို့ဝယ်ရင်းဈေးကတိတ်နေတောင်းရောင်းတော့လဲတိတ်နေတောင်းဒါပေမဲ့လာပြီးတော့ဝယ်တဲ့လူပါလဲမရှိဘူးဖြစ်နေတယ်ကျွန်တော်တို့မှာမပဲတေကကို15နှစ်လောက်ထွက်ရှိရာကနေအခုဆိုရင်3နှစ်လောက်သာရရှိကြတဲ့အတွက်ခတိုင်းရွာတွေထိလိုက်ပြီးဝယ်ယူကြတဲ့ကုန်တွေတွေလည်းရောက်မလာကြတော့ဘူးလို့ပြောပါတယ် ကျွန်တော်တို့ပေါ်တဲ့တိနန်လေးနန်းတို့အခုပဲစိတ်ငုံတို့မှတ်ပဲလို့ဆိုတာတော့ကျွန်တော်တို့မြို့မတင်မဲနဲ့ကျွန်တော်တို့တော်တဲ့တင်ကိုဝက်လက်တရှိထားပြီးသားပါဒီနေ့ကတော့ကျွန်တော်တို့တိနန်တွေကလည်းမအောင်မြင်တဲ့အတွက်ဝက်လက်လည်းမရှိဘူးလာရောက်ပြီးတော့အဲ့လိုမျိုးပေါငွေဖြန့်ပြူးတဲ့လူလည်းမရှိဘူးကျွန်တော်တောင်းတူတွေတော်တော်ခက်ခဲပါတယ်မပဲစိုက်တောင်းသူတွေအနေနဲ့လူသမားကမျိုးစေ့ကနဲ့ပို့သက်စေ့ကတွေအပါဝင်ရင်းနှီးထားရငွေတွေဆုံးရှုံးခဲ့ရတာဟာမျိုးစေ့မမှန်တာကြောင့်လို့မြို့နယ်စိုက်ပျိုးရေးဦးတည်ဌာနကပြောပါတယ်မျိုးစေ့မဟုတ်တဲ့ စားရမယ့်အစီအစံကိုစိုက်တဲ့အတွက်ကြောင့်မို့မျိုးစန့်စင်မှုနံပါတ်၁ချက်ရှိပါဘူး။နံပါတ်၂ချက်ကတိုက်ပြိုးတဲ့မျိုးသည်မျိုးခွဲတွေရှိပါတယ်မှတ်ပေးမှာ။အဲ့တော့ဘယ်မျိုးခွဲမှလဲကျွန်တော်တို့မသိရပါဘူး။တောင်သူတွေကိုမြင်းမြန်းကြည့်တဲ့အခါအဲ့ပွဲရုံကတင်တဲ့မျိုးပဲသိပါတယ်။မှတ်ပေးရဲ့မျိုးနံပါတ်တွေပေါ့ရေစင်းနှစ်ဥပမာရေစင်းသုံးပလဲထွန်းစသဖြင့်အဲ့လိုမျိုးခွဲနံပါတ်လည်းမသိရပါဘူး။မသိရဘဲနဲ့သူတို့တွေကဒီပွဲရုံက အခြေစနစ်နဲ့သူတို့စိုက်ဖို့သာတင်ပေးလိုက်တဲ့အတွက်စိုက်ပါတယ်လို့သူတို့ကဖြေပါတယ်ကတခရိုင်ဘက်မှာ မပဲကိုဒီနှစ်မှာအဆိုင်များလာပြီးမိုးတိမ်နှံဖြစ်တဲ့အတွက်ရာသီဥတုဖောက်ပြန်မှုကြောင့်အခုလိုဆုံးရှုံးရတာဖြစ်တယ်လို့လည်းတိုက်ပြွေးရေးဌာနကသုံးသပ်ထားပါတယ်ဒါအပြင်မပဲစိုက်ခင်းတွေဟာတတော်ကြိုးဝိုင်းတွင်စိုက်ကြတာများပြီးစိုက်ပြုံးမြင်မဟုတ်တဲ့အတွက်ပုံစံခွန်မရရှိတာကြောင့်စိုက်ပြိုးစိတ်ရှင်းငွေလည်းမရကြပါဘူးကျမခင်မင်းစော်ပါရှင်